င်္ဂလာပါရှင်။တနင်္သာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဇွန်လ9ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရရှင်။တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။အင်းပြည်နယ်ထိုင်းမြမာနယ်စပ်အနီးကသေဘောဘိုးတက်စကန်ကိုတော်လန်ရေးတပ်တွေဘက်ကတိုက်ခိုက်သိမ်းပိုက်မှုမှာ 120မမလက်နက်ကြီးအပါအဝင်လက်နက်ခဲယံအများများတင်စီရရှိခဲ့ပါတယ်။မြောက်ကြီးမြို့နယ်ထိုင်းမြမာနယ်စပ်ကတေဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNL PDF ဖြူဟာ30နှစ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဖီနွန်စစ်ကြောင်းတို့ကပူးပေါင်းပါဝင်ပြီးအခုလ3ရက်နေ့ညနေပိုင်းမှာအပိသက်တင်ပိုက်ခဲ့တာပါ။စခန်းတိုက်တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်တပ်ဘက်ကဒေဇောင်းပစ်ကိုအနေနဲ့ Jet Fighter 3စီးဝိုင်းတွဲ2စီးစုစုပေါင်းတိုက်လျင်5စီးနဲ့ခုခံတိုက်ခိုက်ခဲ့ပေမဲ့တော်လိုင်းရေးတပ်တွေဘက်ကအပိသက်သိမ်းပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့်ပလောမြို့နယ်ဒရင်ပင်ဆောင်ရွာကဖះကြောင်ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU မြေဝဲခရိုင်ကထုတ်ပြန်ပါတယ်မေလ3ရက်နေ့မနက်7:00နာရီလောက်မှာ လောချီဆိုင်ခလာယာနှစ်ရှင်ကတရင်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ120မမလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာပါစစ်တပ်ရဲ့လက်နက်ကြီးကြောင့်ဖျားเจ้าနေရံတွေပဒင်းပေါက်တွေနဲ့ခြံတိုင်းနေရံတွေပျက်စီးခဲ့တယ်လို့သိရပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းကိုစစ်ကောင်စီကအိုးဖို့ထောင်စစ်ကြောရေးကိုပို့ဆောင်ပြီး9လအကြာမှာတိတ်ဆုံသွားတယ်လို့သိရပါတယ်ဦးအောင်စိုးမင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစားပြုအဖြစ်နဲ့2015နဲ့2020ရွေးကောက်ပွဲနှစ်ခုစလုံးမှာအနိုင်ရခဲ့တဲ့ပြည်သူ့လော့တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။သူကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလပြည်ဦးလင်မြို့မှာရှိတဲ့ coffee chain တစ်ချမ်းမှာစစ်ကောင်စီကဖမ်းဆီးသွားတာဖြစ်ပြီးမိသားစုနဲ့အဆက်အသွယ်ပြတ်နေတာကြောင့်အခုလို9လအကြာမှာမှတည်ဆုံးတာကိုတီးခဲ့ရတာပါ။ သူအဖမ်းမခံရခင်က CRPH နဲ့ရှမ်းပြည်နယ်ပြည်သူ့ရေးရာကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူဖြစ်တယ်လို့လည်းသိရပါဗျ။စစ်ကောင်စီရဲ့ကတ်သက်ပိတ်ပင်မှုတွေကြောင့်အခုနဲ့မိုးရသည်မှာတနင်္သာရီမြို့နယ်ကစပားစိုက်တောင်သူတွေအနေနဲ့မိုးစပားစိုက်ပြိုနိုင်ဖို့အခက်ကြုံနေရတယ်လို့သိရပါဗျ။မိုးစပားစိုက်ပြိုနိုင်ဖို့အတွက်လိုအပ်တဲ့73စီနဲ့ဓာတ်မြေဩဇာတွေဝယ်ယူတည်ဆောင်ခွက်ကိုစစ်ကောင်စီကလုံးဝကက်တန့်ပိတ်ပင်ထားလို့ တောင်သူတွေအနေနဲ့အခက်ကြုံနေရတာဖြစ်တယ်လို့ဆိုပါတယ်။တောင်သူတွေအနေနဲ့လင်ထိုးရဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့စက်သုံးစီကိုတော့ခက်ခက်ခက်ခဲဝယ်ယူစုဆောင်ထားကြပေမဲ့တက်မြေဩဇာကတော့လုံးဝဝယ်ယူလို့မရတဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။ရည်ဖြူမြို့နယ်မင်းသားကြီးရွာအုပ်စုကဆင်ဆွဲရွာအနီးမှာ အခုလနှစ်ရက်နေ့ကစစ်ကောင်စီနဲ့မော်၊ကရင်၊ဒဝဲတော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီတပ်သားနဲ့ပြူစောတိစုစုပေါင်းအင်အား60ဝန်းကျင် ရှိတဲ့အဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုရှိတယ်လို့လည်းဆိုပါတယ်။အခုလိုတိုက်ပွဲဖြစ်ပွားပြီးနောက်မှာလည်းလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တံတချို့ထွက်ပေါ်နေပြီးလက်ရှိအချိန်အထိနှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲကြောင့်မင်းသားကြီးရွာတဝိုက်ကဒေသခံတွေနီးစပ်ရွာကိုစစ်ပေးရှောင်နေရတယ်လို့လည်းသိရပါတယ်။ တနင်္သာရီမြို့နယ်ရန်ဖို့ကျေးရွာအနီးကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံဒီချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။မနေ့ကမနက်ပိုင်း9:00နာရီဝန်းကျင်မှာစပွဲရွာအခြေစိုက်ချင်းမြတ်တရင်ခမရ996ကနေရန်ဖို့ရွာအနီးကိုဒရုန်းနဲ့ဘုံဒီနှလုံးချကတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုမှာဘုံဒီတွေကြားရောက်ပောက်ကွဲခဲ့တဲ့အနီးဝန်းကျင်မှာလူမရှိတာကြောင့်ဒေသခံတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါဗျ။ တင်းနှောင်ယူတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။